မင်္ဂလာပါရှင်ဒီမော့ဆိုအနောက်ဖဲချန်ကိုစစ်တပ်ကလက်နက်ကြီး၄လုံးထပ်မံပစ်ခတ်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနေပြည်နယ်ဒီမော့ဆိုအနောက်ဖဲချန်ကိုစစ်တပ်ကလက်နက်ကြီး၄လုံးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေတာခန့်တွေကပြောပါတယ်အော်တိုဝလာ31ရက်နေ့မနက်ပိုင်း9နိုင်ဝန်းကျင် အချိန်မှာဒီမိုးဆိုအခြေဆိုင်စစ်တပ်တွေက အရက်တာနေထိုင်ရာကျေးရွာတွေဖက်ကိုလန်နေဂျီတွေပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ပြီးခဲ့တဲ့အော်တိုဘလာ29ရက်နေ့ညပိုင်းကလည်းဒမိုးဆုံမြို့နယ်ခေါပလော့ကျေးရွာမှာရှိတဲ့စစ်တပ်ကကျေးရွာတွင်နေအင်တွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့တော်လိုင်းရဲဘော်တွေကပြောပါရယ်။လက်ရှိမှာအာနာတိန်စစ်တပ်ကဒမိုးဆုံမြို့နယ်အတွင်ကိုစစ်ကြောင်းထိုးလာပြီးခေါပလော့ကျေးရွာအနီးမှာတပ်ဆွဲထားတယ်လို့စစ်ရေးတပ်ရင်းအရင်းမြစ်တွေကပြောပါရယ်။ စတက်ကရွေးကောက်ပွဲပြုလုပ်ဖို့အော်ဂိုလာအစာပိုင်းကစပြီးရှန်ဂရနီနဲ့ဆက်နဲ့ဂရနီပြင်းနဲ့ဒမိုဆိုဖရူဆိုဖက်ကို ပိုးပီတူစီပြန်လို့တွန်းနဲ့ပူပေါင်းပြီးအင်အားအလုံးအင်းနဲ့စစ်ကြောင်းထုတ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာ25ရက်နေ့ကလည်းဒမိုဆိုမျိုးနဲ့ဆိုဘောတန်နဲ့ဥခရီရွာသားမှရှိတဲ့ရေဝမ်းတောင်မှာစပါရှိနေတဲ့တောင်တူတွေကိုစတက်ကဒရုန်းပုံနဲ့ချိန်ချတိုက်ခိုက်ခဲ့တာကြောင့်တအူးတေဆုံးပြီးတအူးတိုက်ခိုက်တံရရှိခဲ့ပါတယ်။ စက်တက်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ်ရွေးကောက်ပွဲအပိုင်းတစ်ကိုခရနီပြည်နယ်လိုက်ကွန်မြို့နယ်နဲ့ဘောလကဲမြို့နယ်တို့မှာကျင်းပမှာဖြစ်ပြီးအပိုင်းနှစ်ကိုဒီမော့ဆိုနဲ့ဖရိုဆိုမြို့နယ်တို့မှာကျင်းပမှာဖြစ်တယ်လို့ကြေညာထားပါတယ်ရှင်။